အားလုံးပဲမင်္ဂလာပါ MN Future Channel ကနေပြီးတော့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဗီဒီယိုများကိုစဉ်စားမပြတ်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးဖို့တောင်းဆိုပါရစေခင်ဗျာအခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့တမဟာလေးခီးတင်တွင်တွေ့ကြုံသိခဲ့ရသမျှအကြောင်းအရာလေးတွေကိုပြန်လဲပြောပြလာခဲ့တဲ့ကိုတင်လင်းအောင် မင်္ဂလာပါရှင်။အခုကြောင်ရံနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်တုံးသက်ပေးကြပါအောင်ရှင်။ကျွန်တော်မိတ်ဆက်မှာလဲကျွန်တော် YouTube မိတ်ဆက်မှာလဲကျွန်တော်ပြောထားခဲ့တဲ့အတိုင်းပဲပေါ့နော်။အဲကျွန်တော်အဲ comment လေးတွေပြန်ဖြေပေးမယ်ဆိုတဲ့အကြောင်းအရာလေးလည်းပါတဲ့အတွက်အဲကျွန်တော်ဒီ comment လေးတစ်ခုပေါ့နော်။ comment လေးတစ်ခုကဘာလဲဆိုတော့တမဟာ၄အကြောင်းပြောပြပါလား။ တဲ့မှာလေးချောင်းပြောပြဖို့အတွက်ကျွန်တော်တောင်းဆိုရဲပေါ့နော်တောင်းဆိုရဲဟာကဒါပြည်သူလူထုအနေနဲ့ online ပြည်သူလူထုအနေနဲ့အတိအတင်တည်ထိုက်တဲ့အဲအကြောင်းအရာလေးတွေကျွန်တော်အနေနဲ့ယူဆတဲ့အတွက်ကျွန်တော်ပြန်ပြီးတော့ဖြေချသွားမှာဖြစ်ပါတယ်ဗျ။အဲမှာလေးဆိုတာကအဲကျွန်တော်တို့ကျွန်တော်ဒီလက်ရှိဒီမှာဒီပုံမှာပြပြတဲ့စာအဖြူတိုင်းပဲပေါ့နော်။အပေါ်ကကျွန်တော်တို့မလွှဲတောင်းပေါ့နော်။မလွှဲတောင်းအောက်ကကျွန်တော်တို့အောက်ဆုံးမြန်မာနိုင်ငံ အစွန်းဆုံးဘရင်တော်အငူလို့ခေါ်တဲ့နေရာအထိပေါ့နော်ကော့တောင်းကော့တောင်းနေရာအထိကဒါတမဟာ၄ရက် KNN နေတမဟာ၄ရက်စစ်စင်နေမီဖြစ်တယ်ပေါ့နော်စစ်စင်နေမီဖြစ်တယ်သူတို့ရဲ့တိုက်ခိုက်သိမ်းပိုက်ရမယ်နေမီဖြစ်တယ်ပေါ့နော်ဒီနေရာကအဲ့ဒီမှာကျွန်တော်အနီနဲ့ပြထားတဲ့ဟာကတော့စစ်ကောင်စီအခြေဆိုင်စခန်းကြီးတွေဖြစ်တဲ့စစ်ကောင်စီအခြေချပေါ့နော်အခြေဆိုင်တကယ် ဟိုသူတို့တရင်ဌာနချုပ်တွေတမဌာနချုပ်တွေကျွန်တော်တိုင်းစစ်ဌာနချုပ်တွေအခြေချတဲ့နေရာတွေဖြစ်တယ်ဗျအဲ့ဒါအဲ့ဒီနေရာတွေကကျွန်တော်အဲကာယခါပေါ့နော်ကံယူတန်းဒေတာတိုင်းစစ်ဌာနချုပ်လို့ခေါ်တယ်ကျွန်တော်တို့အဲဘိတ်မှာရှိတယ်မြိတ်လို့ခေါ်တယ်ဘိတ်မှာရှိတယ်ပြီးတော့ကျွန်တော်တို့အပေါ်ကနေမလွဲတော်ကနေဆင်းလာလို့ရှိရင်ကျွန်တော်တို့အဲဒီဟိုပေါ့ကလိန်အောင်ပေါ့ကလိန်အောင်တို့ဘာလို့ကြော်လာရဲ့အချိန်မှာဒဝဲဒဝဲကိုဆက်ရောက်တယ်ပေါ့နော်ဒဝဲဒဝဲ မှာစကခ၈အခြေဆိုင်ပါတယ်စကခ၈မရှိစစ်စင်ကိုကဲမှုဌာနချုပ်လို့စစ်ကောင်စီကခေါ်တဲ့စကခ၈အခြေဆိုင်တဲ့နေရာရှိပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အောက်ကိုဆက်ဆင်းလိုက်ကာယခါကိုကြော်လာပြီးတော့မှာအောက်ကဘုတ်ပြင်းဆိုတဲ့နေရာမှာစကခ73ပေါ့နော်စကခ73မဆ73စစ်စင်ကိုကဲမှုဌာနချုပ်ပြီးလို့ရှိရင်အောက်ကိုဆက်ဆင်းသွားခမောက်ကြီးပေါ့နော်ခမောက်ကြီးမှာအဲကျွန်တော်တို့စကခ20ပေါ့စကခ20အမှတ်20 စစ်စင်ရေးကိုကဲမှုဌာနချုပ်ဆိုပြီးတော့မှစကားက20စုစုပေါင်းစစ်ကောင်စီအခြေချက်အခြေဆိုင်အဲအခြေဆိုင်တရင်ပေါင်းခြေရင်တရင်ပေါင်း30အခြေဆိုင်တဲ့တိုင်းစစ်ဌာနချုပ်တစ်ခုတမဌာနချုပ်3ခုအခြေဆိုင်တဲ့နေရာဖြစ်ပါတယ်ဟုတ်တမ၄ကြောင်းပြောရမယ်ဆိုရင်တမ၄ကိုကျွန်တော် အဲသွားတဲ့အချိန်မှာမထင်မှတ်တဲ့ခရီးလေးတစ်ခုကျွန်တော်သွားပြတယ်ပေါ့နော်ဒါကျွန်တော် ਨੇ Facebook မှာ friend ဖြစ်တဲ့တချို့တွေဆိုလို့ရှိရင်တော့သိပါတယ်အဲဒီတက်မှ၄ဘက်ကိုကျွန်တော်သွားတဲ့အချိန်မှာအဲဘယ်လိုပြောရမလဲတက်မှ၄မှာမထင်မှတ်တဲ့ဘက် ਨੇ ကျွန်တော်ကသွားပြီးတော့မှကျွန်တော် VPN လေးရဲ့အဲကိုကိမ်းမှုဖြစ်တဲ့အဲကိုဆောင်းခါ ਨੇ သွားပြီးတော့စုံတယ်ပေါ့နော်သွားစုံပြီးတော့တက်မှ၄ကလည်းကျွန်တော် အဲတက်မ၄အကြောင်းပြောရင်တက်မ၄ကကျွန်တော်အမျိုးသမီးကိုပေါ့နော်ကျွန်တော်ကဒီ၄ခေကော၄ခေကော်နာကဘလူးပေါ့နော်အဲဘလူးမင်းလက်ပံကနေကျွန်တော် CDN ဝင်နေအဲ Vodabox CEO CDN ဝင်နေအချိန်မှာအမျိုးသမီးကတက်ထဲမှာပေါ့နော်တက်ထဲမှာနေကြံခဲ့တဲ့အချိန်ပေါ့တက်ထဲမှာပဲရှိနေသေးတယ်ကျွန်တော်အညာတွင်ညီမဲသူ့ကိုဖုံးဆက်ပြီးတော့မှတက်ထဲမှာရှိကျွန်တော်အိမ်မှာရှိသမျှပစ္စည်း၃000ပစ္စည်းဘာတစ်ခုမှမယူနိုင်မဲနဲ့အသားသူတို့တားမိနေရောကိုကျွန်တော်ဆိုင်ငယ်နဲ့ထွက်လာခိုင်းလိုက်တယ်ထွက်လာခိုင်းလိုက်ပြီးတော့တက်မ၄ဘက်မှာရှိတဲ့ ဖွဲ့နဲ့ချိတ်ဆက်ပြီးတော့မှကျွန်တော်တို့အဲခေါ်ထုတ်လိုက်ရတာပေါ့နော်ညာတွင်းချင်းခေါ်ထုတ်ရတဲ့အခြေအနေမျိုးပေါ့တမ်းမှ၄ကကျွန်တော်မိသားစုကိုပြန်လဲပေါင်းစည်းရေးအတွက်အကူအညီပေးတဲ့ဟာကတမ်းမှ၄နဲ့တမ်းမှ6ဖြစ်တယ်ပေါ့အဲတမ်းမှ၄နဲ့တမ်းမှ6အဲ့တော့တမ်းမှ၄ကလည်းကျွန်တော်အပေါ်မှာအခြေစုတွေအများကြီးရှိတယ်ရှိတဲ့အခါကျတော့ကျွန်တော်ကအဲ့ဒီတမ်းမှ၄ဘက်ကအဲတာဝန်ရှိသူတယောက်ကကျွန်တော်ကိုလှမ်းပြီးတော့မှခေါ်တယ်အဲအလုပ်တစ်ခုလုပ်เสียရှိလို့ဆိုပြီးတော့လှမ်းခေါ်တဲ့အချိန်မှာ ကျွန်တော်ရောက်သွားတယ်ပေါ့ရောက်သွားတော့ကျွန်တော်ဆောနာပြောခဲ့သလိုပဲဒါဟို VPN နေကုကေးမူမွန်ဆောင်းခါနဲ့တွားပြီးတော့မှစုံရတယ်ပေါ့အဲစုံတဲ့ချိန်မှာမတင်မဆရာ surprise တွေအများကြီးဖြစ်ခဲ့တယ်ပေါ့နော်အများကြီးဖြစ်ခဲ့တော့ဘာလဲဆိုတော့အဲအဲ့ချိန်ကထိထ view ဟာစကန်ကြပြီးသွားတဲ့အချိန်ပေါ့နော်ကြပြီးသွားတဲ့အချိန်ကြပြီးသွားတဲ့အချိန်မှာအဲကျွန်တော်ကိုခေါ်တော့ကျွန်တော်လည်းတွားလိုက်တယ်တွားတဲ့အချိန်မှာဘာမြန် အလုပ်တစ်ခုခုများရှိလို့လား။ဘာများမေးတဲ့များမြန်တဲ့များရှိလားတခုခုပေါ့နော်။ကိုယ့်ပုံမှန်ကျေသူရှိတဲ့အခါကျတော့ကိုကလည်းအဲသူတို့ဟိုပြန်ပြီးတော့မှကိုတက်နိုင်တဲ့ဘက်ကလည်းတော်လိုင်းအိမ်မှာတက်နိုင်တဲ့ဘက်ကနေပြန်ပြီးတော့မှပါဝင်ကူညီရမယ်ဆိုတဲ့စိတ်နဲ့ကျတော့ရောက်သွားခဲ့တာပေါ့။ရောက်သွားတဲ့အချိန်မှာသူတို့ကဘာကြီးထုတ်ပြလဲဆိုတော့120အဲကျွန်တော်တို့ထိထပြီးွားစခန်းကနေရထားတဲ့120နှစ်လက်ထုတ်ပေးပါတယ်။ထုတ်ပေးပြီးတော့မှ သူတို့လှုပ်ချင်တဲ့ mission လေးတခုပြောပြတယ်ပေါ့နော်ပြောပြပြီးတော့မှဒါ යි ဒါ යි လှုပ်ချင်တယ်ဒီလိုမျိုးလေးဟိုဖြစ်ချင်တယ်အဲ့တော့ဘလို့ဒီစီမံကောင်းမလဲဆိုတဲ့ဟာတွေကျွန်တော်တို့အဲ့ဒီမှာ FFD FFD drone အဖွဲ့ရဲ့ဒါခေါင်းဆောင်ရဲ့ကျွန်တော်ရဲ့ပြီးတော့ဒီ VPN နေကိုကေးရေးမှုရဲ့ကျွန်တော်တော်ဝဲအပြည်သူလူမျိုးရေးတတ်တော်ကတာဝန်ရှိသူတွေရဲ့ကျွန်တော်တို့တိုင်ပင်ပြီးတော့မှကျွန်တော်တို့အလုပ်တစ်ခု လုတ်ဖြစ်ခဲ့တယ်ဒါလည်းအပြည်သူလူထုကိုဒါဟိုတက်မလေးဘက်က surprise ဖြစ်လက်ဆောင်ဖြစ်လုတ်ပေးခဲ့တယ်ကျွန်တော်တီကီစကန်ပေါ့နော်အဲတီကီစကန်ဆိုလို့ရှိရင်လည်းကျွန်တော်တို့တရောင်းတနေရာကနေပါဝင်ကူညီခဲ့တဲ့ check လေးတွေပါတာပေါ့အဲ့တော့အဲ့ဒီတက်မလေးမှာအဓိကကျွန်တော်တို့နေဆက်ထွက်ပေါက်ပေါ့နော်အဲကျွန်တော်ဒီမှာပြထားတဲ့အတိုင်းပဲကျွန်တော်တို့တီကီတီကီကုံတွေဇုံဖြစ်တနေရာရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အဲဒီအဲ အောက်ကပြထားတဲ့ကျွန်တော်တို့ယတနာဘုံချောင်းချီဘက်ကနေသွားတဲ့လန်ဒလန်ပေါ့နော်ဒါကတော့မော်ဒန်လန်ဒလန်ရှိတယ်ပေါ့နော်အဲအဲ့ဒီအဲ့ဒီလန်ရဲ့အဲသူ့ရဲ့ကုံကုံသွေးရေးနေရာတွေဖြစ်တယ်ပေါ့နော်အဲပြီးလို့ရှိရင်ကျွန်တော်တို့ဟိုအောက်ကအဲဒီကော့တောင်းနဲ့ရနောင်းပေါ့နော်အဲဒီနေရာတွေကအဲဒီထိုင်းနဲ့ကျွန်တော်တို့မြန်မာနဲ့ကုံသွေးစုံနေရာတွေဖြစ်တယ်ပေါ့အဲအဲ့ဒီနေရာတွေအပါဝင်တမ၄က အဲဆက်လက်ပြီးတော့မှအဲဘာတွေလှုပ်ဆောင်မလဲဘာတွေဖြစ်လာနိုင်မလဲဆိုတဲ့ဟာကကျွန်တော်ပြောနေရစကားတိုင်းပဲပြောရမယ်ဆိုလို့ရှိရင်အဲတက်မလေးကပါတီတို့မောင်ကျော်တို့ကလည်းချဲထိုးထားပါပြီချဲထိုးထားပြီးတော့မှချဲထွက်မဲ့နေတော့ခဏလေးဆောင်းရမယ်ပေါ့နော်ခဏလေးဆောင်းရမယ်အကြောင်းအရင်းတွေအများကြီးရှိပါသေးတယ် လှုပ်ဆောင်နေရတယ်အများကြီးရှိပါသေးတယ်ကျွန်တော်ဘက်ကကြိုတင်ပြင်ဆင်နေရတယ်အများကြီးရှိသေးတယ်အဲ့တော့ခေါ်တီးဖို့ကတော့အချိန်ကတော့တန်တော့တန်နေပြီဆိုတော့မှန်ပါတယ်ဒါပေမဲ့ခေါ်တီးဖို့အတွက်ကျွန်တော်တို့ဘက်မှာအချက်လက်တွေမပြည့်စုံသေးတဲ့အကြောင်းအရာတွေအများကြီးရှိပါတယ်ဒါကိုကျွန်တော်တို့တမ label ကပြင်ဆင်နေတဲ့အပိုင်းတွေရှိပါတယ်ပြင်ဆင်နေရခုဆိုလို့ရှိရင်တမ label ကကျွန်တော်တို့ TT စကန်ကနေ120တလက်ထပ်ထပ်မှတင်စီရမိတယ် ထိထစခန်းကနေတဟို120နှစ်လက်သိစီရမိတယ်စုစုပေါင်း123လက်ရှိပါပြီသူ့ရဲ့ရှစ်ရှင်ရေလောက်ရမယ့် area ကတော့ကျွန်တော်ပထမပိုင်းပြောခဲ့သလိုပဲဒီစာအဖြူလေးနှစ်ခုပေါ့เนาะကျွန်တော်တို့ဒီမလွှဲတောင်ကနေပြီးတော့မှကောတောင်ဒီမြန်မာနိုင်ငံ6တောက်တစ်ချောင်းလုံးကိုမြန်မာနိုင်ငံ6တောက်ပိုင်းတစ်ပိုင်းလုံးကိုအလုပ်လုပ်ရမယ့်တက်မှာ၄ဖြစ်ပါတယ်အဲ့တော့တက်မှာ၄ကလည်းဒီတိုင်းပဲနေတော့မှလား တက်မလေးအနေနဲ့စီကြီးတွေအားမရဘူးကွာနော်ဘာတွေမြဲလုံနေကြလဲဘာတွေမြဲလုံအပ်နေလို့လဲဆိုတဲ့ဟာကကျွန်တော်တို့တော်လန်ရဲ့ခေါင်းဆောင်တွေတိပါတယ်တိတဲ့ခါကျတော့တော်လန်ရဲ့ခေါင်းဆောင်တွေကအဓိကကတော့ကျွန်တော်တို့ကဟိုဘယ်လိုပြောရလဲဆိုတော့မမြောင်းငချောက်နဲ့အလုံးမလုံးချင်ကြအောင်မမြောင်းငချောက်နဲ့အလုံးမလုံးချင်တဲ့ခါကျတော့ဖြည်းဖြည်းချင်းနဲ့ကျွန်တော်တို့ပြင်ဆင်တယ်စူးစောင်းတယ် ကျွန်တော်တို့ပထမဆုံးပြတ်မှတ်သေးသေးလေးကိုစပြီးတော့မှကျွန်တော်တို့စပြီးတော့မှပြစ်ကြည့်တယ်ပြစ်ကြည့်ရရင်လေပြတ်မှတ်သေးသေးလေးကိုကျွန်တော်တို့စပြီးတော့မှ target ကိုကိုလိုချင်တဲ့အချိန်မှာအမျိုးမျိုးနဲ့ပုံစံအမျိုးမျိုးနဲ့ကျွန်တော်တို့ target အသေးလေးကိုပြစ်ကြည့်တယ်ပေါ့နော် target အသေးလေးကိုပုံစံမျိုးမျိုးနဲ့ပြစ်ကြည့်တယ်ရက်လျက်ရက်လျက်ပြစ်တယ်ထိုင်လျက်ပြစ်တယ်မှောက်လျက်ပြစ်တယ်အဲဒီလိုမျိုး position ၃မျိုးနဲ့ကျွန်တော်တို့ပြတ်မှတ်သေးသေးလေးကိုစပြီးပြစ်ကြည့်တဲ့အချိန်မှာရက်လျက်ပြစ်တော့လေပြတ်မှတ်သေးသေးလေးကိုထိပြီး ထိုင်လျက်ပြတော့လေပြမသေးသေးလေးကိုထိပြီးမှောက်လျက်ပြတော့လေပြမသေးသေးလေးကိုထိပြီးပေါ့နော်အဲ့တော့အဲ့ဒီသေးသေးလေးကနေကျွန်တော်တို့ဒီတဲ့ကြီးတဲ့ပြမတ်တွေပြီးရင်ဒီတဲ့ကြီးတဲ့ကကြီးရဲ့ပြမတ်တွေကိုတောက်လျှောက်လှုပ်ဆောင်မှုအတွက်တမလေးကလည်းချဲထိုးထားပြီလို့ဒါကျွန်တော်အနေနဲ့ပြောချင်တာပေါ့နော်ကျွန်တော်အနေနဲ့ပြောချင်တယ်အဲ့တော့စီးရီးကဂျိုပြောဘာဖြစ်လို့ဂျိုပြောရတာလဲဆိုတော့တချို့ဒါဟိုတွေးတဲ့လူတွေရှိမှာပေါ့နော်ဘာဖြစ်လို့ဂျိုပြောရတာလဲကွာလှုပ်ရှားရှိတယ်မလှုပ်ဘူးလားဆိုတော့ဂျိုပြောရတာဒီကျွန်တော်တို့ လိုတဲ့အားတွေလိုတဲ့ဝင်တွေကိုပြည်သူတွေဝိုင်းပြီးတော့မှကျွန်တော်တို့တွေဝိုင်းပြီးတော့ထမ်းလို့ရအောင်ကျွန်တော်ဆိုလည်းကျွန်တော်တို့တတိနားလည်တဲ့အဲပညာရေးပိုင်းဆိုင်ရာလေးတွေမှာကျွန်တော်တို့ပြန်လဲအိတ်တုံဘာမောက်ကျွန်တော်တို့ပြန်လဲဝေမျှဖို့အသင့်ချင်းရှိပါတယ်တကယ်လဲပြန်လဲဝေမျှခဲ့ပါတယ်ဒီနေ့ဒီချိန်ဒီကျွန်တော်နဲ့ထိတွေ့ဆက်ဆံမှုတဲ့လူတွေအားလုံးကျွန်တော်ကိုသိပါတယ်အဲ့တော့ကျွန်တော်ဘယ်လိုအဲ့တော့ပြင်ဆင်ရမယ့်အပိုင်းတွေရှိတဲ့ဟာကိုပြင်ဆင်နေပါသေးတယ် ဝိုင်းကူရမယ့်လူတွေဝိုင်းကူလို့ရအောင်လို့ချဲထိုးထားပြီဆိုတဲ့ဟာလေးကိုကျွန်တော်တို့ကြိုပြီးတော့ပြောချင်တာကျန်တဲ့ချီရရဘာတွေကတာနေပြီလို့မို့လို့ငါတို့ကဝိုင်းကူရမှာလဲဆိုတဲ့အချက်ကလေးကိုကျွန်တော်နေထပ်ပြီးတော့မှရှင်းပြမယ်ချီရဘာတွေတာနေပြီလဲဆိုတော့ကျွန်တော်တို့အဲ့ဒီအဖြူစလုံးနှစ်ခုဖြစ်တဲ့မြန်မာနိုင်ငံရဲ့6တချောင်းလုံးမှာပြည်တော်စုလမ်းမကြီးလမ်းတလမ်းပဲရှိပါတယ်လမ်းတလမ်းပဲရှိပါတယ်ကျွန်တော်တို့ဒီ ဒဝဲကနေကောတောင်ထိလမ်းကြောင်းတစ်ကြောင်းနဲ့ပဲရှိပါတယ်ကျွန်တော်တို့အဝေးပြေးလမ်းမကြီးတစ်ကြောင်းနဲ့ပဲရှိပါတယ်အဲ့ဒီတစ်ကြောင်းနဲ့ကို စစ်ကောင်စီကဒီနေ့ဒီချိန်မှာလုံးဝမတုံးရဲတော့တဲ့အခြေအနေမျိုးကိုဖြစ်နေပါပြီလမ်းပေါ်မှာကျွန်တော်တို့လူလူပေါင်းများစွာရောက်နေပါပြီလမ်းပေါ်မှာတော့၎င်းလမ်းနဲ့အနီးတစ်ဝိုက်မှာတော့၎င်းလမ်းရဲ့ဂျိုကြားဂျိုကြားမှာချစ်ကောင်စီဖြတ်တန်းသွားလာနိုင်တဲ့နေရာတွေအကုန်လုံးကိုကျွန်တော်တို့ဖြတ်တောက်ပိတ်ဆို့ခြင်းနေနဲ့ နေရာယူထားနိုင်တဲ့အခြေအနေတရက်ကိုရှိနေပါပြီစစ်ကောင်စီကိုသူတို့ပထမရှင်းပြခဲ့တယ်ကျွန်တော်တို့အနီတွေပြထားတဲ့နေရာတွေကိုပဲသူတို့သူတို့ရဲ့ဝင်ကျင်လေးတွေမှာပဲသူတို့ရဲ့ဘုံခိုကျင်လေးတွေမှာပဲနေရတဲ့အနေအထားမျိုးအထိကျွန်တော်တို့တွေကဝိုင်းရံပိတ်ဆို့မှုတွေလောက်ထားနိုင်ပါပြီဒါတစ်ချက်ပေါ့နော်နောက်ချက်စစ်ကောင်စီကအဲ့တော့အဲ့ဒီလမ်းမပေါ်မတော်တော်လို့မရတဲ့အခါကျတော့အဲ့ဒီနေရာကကျွန်တော်တို့ ပတ်ချလဲပပလဲမှာကျွန်တော်တို့ကရေပြင်ဝိုင်းရနေတဲ့နေရာဖြစ်တဲ့အတွက်တို့ကရေတက်နဲ့ကျွန်တော်တို့ချစ်စင်လောက်တဲ့ခါကျရင်ကျွန်တော်တို့ရေတက်ကိုပါထပ်ပြီးတော့မှစစ်ကောင်စီရေတက်ကိုပါထပ်ပြီးတော့ရင်ဆိုင်ရမယ်အခြေအနေတွေပါကြုံလာနိုင်ရတယ်အဲ့ဒီတွေလဲကြိုတင်ပြင်ဆင်မှုတွေလုပ်နေရတာတွေရှိပါတယ်အဲ့ဒီရေတက်နဲ့တို့ဒီပြည်တော်စုလမ်းမကြီးကိုတုံးလို့မရတဲ့အချိန်မှာအဲ့ဒီရေတက်နဲ့ရောပတ်ပြီးတော့ သွားလာဆိုတော့တို့ရေတဲ့တင်မောတွေလေအဲ့မှာချစ်စင်ကြီးတိုက်ပွဲဖြစ်တဲ့အချိန်မှသာတို့အတင်းလာမလားတော့မသိဘူးကျန်တဲ့တာမန်အချိန်မှာသွားရေးလာရေးတို့အင်မတန်ကြောက်လန့်နေရတဲ့အခြေအနေမျိုးထိဒါပင်လယ်ပြင်ထဲမှာငါးဖန်ဆက်လီတို့ငါးဖန်တင်မောတို့လိုက်ခဲ့ဘူးတဲ့လူငယ်တွေကလည်းဒီနေ့ဒီချိန်မှာ PDF ထဲမှာတာဝန်ထမ်းဆောင်နေပြီဖြစ်တဲ့အတွက်ရေလမ်းကြောင်းဘယံနေဘလို့သွားရင်ညာဘက်ဆိုကျဲကြည့်ပြီးတော့မှလှေမောင်းတတ်တဲ့လူမျိုးတွေအားစား ကျွန်တော် online တက်ဖွဲ့တွေမှာရှိနေတဲ့အခါကျတော့သူတို့ဒီလိုမျိုးရေလန်းကနေစစ်ကောင်စီကလူတွေကူးတန်းသွားလာဖို့အတွက်လဲစစ်တင်မောနဲ့တရားဝင်သွားလာဖို့အတွက်လဲအင်မတန်ကြောက်လန့်တဲ့အခြေအနေတွေရင်ဆိုင်နေရပါပြီတက်မှာ၄ဘက်မှာဘာနဲ့သွားလဲဆိုတော့အရတား၅ဘန်းဆက်လေတွေနဲ့ကျွန်တော်ပြည်သူလူထုရဲ့၅ဘန်းဆက်လေတွေကိုအနိုင်ကျင့်ပြီးတော့မှမင်းဆက်လေရဒီလိုလာခဲ့လာပြီးတော့မှသူတို့လူတွေတင်တင်ပြီးတော့မှဘယ်လိုပို့လဲဆိုတော့ကျွန်တော်တို့မော်လမြိုင်ဘက်ကိုခိုးပြီးတော့မှပို့ဆောင်တယ်မော်လမြိုင်ဘက်ကိုခိုးပြီးပို့ဆောင်ပြီးတော့မှ ော်လမြိုင်ကနေကျွန်တော်တို့အဲ့ဒီမှာအခြေဆိုင်တဲ့နေရာတွေကတက်တွေကကျွန်တော်တို့စကားကားရှေ့ဆိုလို့ရှိရင်ကျွန်တော်တို့တက်မှာတစ်ဖက်မှာရှေ့တန်းဆစ်စင်းနေပြီတောင်ဝင်ထမ်းဆောင်နေရတယ်တထုံတို့ဘီလင်းတို့ကြိုက်ထိုးတို့ဒီဘက်ချမ်းမှာတောင်ဝင်ထမ်းဆောင်နေရတယ်ပြီးတော့ကျွန်တော်အနန်းငွင်းပေါ့နော်အနန်းငွင်းဖြူဖြူဟာတို့ဘာတို့ဒါဒါဆိုရင်စကားကားရှေ့စကား73ဆိုလို့ရှိရင်အခုကျွန်တော်တက်မှာ6ကနော်တီးနေတိုင်းတီးနေတဲ့ကျွန်တော်မော်ခီတို့ကနဲလေးတို့ဘရင်တောင်တို့အဲ ဟော်လီတို့ဥက္ကဋ္ဌတို့ဒီဝင်းကျင်မှာတာဝန်ထမ်းဆောင်နေရဲ့စကားက20ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုးအေးအေးနဲ့ပကိုးအဆက်ဖြစ်တဲ့ကျွန်တော်ညောင်ချိုးမှာတွားပြီးတော့မှာတာဝန်ထမ်းဆောင်နေရတယ်ကြံတဲ့အဲစကား20ကြံတဲ့ဘွဲတွေကဘယ်နေရာမှာရှိလဲဆိုတော့ကျွန်တော်ရန်ကုန်မြို့ပေါ်လုံကြုံရေးမှာရှိနေတဲ့အဖွဲ့တွေဖြစ်ပါတယ်အဲ့တော့သူတို့ကအဲ့ဒီနေရာတွေမှာတွားပြီးတာဝန်ထမ်းဆောင်နေရတဲ့အတွက်နောက်မှာတော့ကြံတာကတော့အခွန်မဲကြံပါတယ်ဒါပေမဲ့အခွန်မဲကြံတယ်ဆိုပေမဲ့ကျွန်တော်တို့ တမလေးကလက်ရှိလောလောဆယ် in night အားတိုက်ဟုံးနဲ့တိုင်းနဲ့လုပ်ဖို့အတွက်ကြိုတင်ပြင်ဆင်မှုတွေလုပ်နေရတယ်ဆိုတာကျွန်တော်ပထမအဲကြိုပြီးတော့မှကျွန်တော်စကားပြင်ခံခဲ့တဲ့အထဲထဲမှာပါတယ်ပေါ့နော်အဲသူတို့ကပြည်သူလူထုရဲ့လှေကိုဒီနေရာကနေလာဆိုပြီးတော့မှဆိုတော့ကျွန်တော်ပြောတယ်သူတို့စစ်စင်နေမီတွေကိုရောက်ဖို့အတွက်စကား73ဆိုရင်ဘုံပြင်းမှာလှေကိုခေါ်တယ်လှေကိုခေါ်ပြီးတော့အဲ့လှေပေါ်သူတို့စကားစစ်သားတွေကိုပုံဖြက်ပြီးတော့မှအဲ အရဝင်းနဲ့တော့၎င်းတခုခုပေါ့နော်ငါငါဖန်းဆက်လီသမားအတွင်နဲ့တော့၎င်းလှီလုံးသားအတွင်နဲ့တော့၎င်းဟွာဖြစ်ပြီးတော့မှအဲ့ဒီလှီကကျွန်တော်တို့မော်လမြိုင်ကိုပို့တယ်မော်လမြိုင်ပို့ပြီးမော်လမြိုင်ကနေမှတဆင်ကျွန်တော်တို့ဒီဘက်ကကွန်ကရစ်တို့အဲမြဝတီတို့အခုဝော်လီတို့ဥပတိထတို့ဘက်ကိုရောက်အောင်နီလန်အမျိုးမျိုးနဲ့ပေါ့နော်အဲဟိုဘယ်လိုပြောရမလဲဆိုတက်ဆိုင်ရအဖွဲ့အစည်းကျန်တဲ့တချို့ဒါဟိုစစ်ကောင်စီအတွက်နည်းနည်းပါးပါး နော်လုတ်ပေးနေတဲ့ဖွဲ့တွေနဲ့တို့ကပေါင်းဆက်ပြီးတော့မှတို့လူချင်းနဲ့စခန်းတွေကိုတွားနေရတဲ့အချိန်ဒီမျိုးထိတက်မှ၄ကစီးရေးချိန်တွေမှာအရန်ကိုအာတာမှုရှိနေပါပြီအဲ့တော့လေတက်အနေနဲ့ကျွန်တော်တို့ကြောက်เสียဆိုလို့ရှိရင်ဘိတ်လေတက်စခန်းဌာနချုပ်တခုရှိပါတယ်ဒါကလည်းအခု KIA ကအခုဒီရဲ့ပိုင်းမှာဆိုလို့ရှိရင်တော်တော်တိတာပါတယ်ကျွန်တော် KIA ကရဟရင်နှစီပစ်ချလိုက်ပြီးတဲ့နောက်ပိုင်းရယ်ပြီးတော့ကျွန်တော်တို့ဘက်ကအာဒါ ဘလို့ဖြစ်ပြီညာလို့ဖြစ်ပြီလို့နည်းနည်းလေးအတန်လွှင့်လိုက်တဲ့ဟာပေါ်မှာမူတည်ပြီးတော့မှစစ်ကောင်စီကဒီရက်ပိုင်းမှာလေရင်တက်တာလေရင်တက်တာတော်တော်ကိုကျဲသွားတဲ့အခြေအနေမျိုးဒီကျွန်တော်တို့ကြုံတွေ့နေရပါပြီအဲ့တော့တမဟာလေးကလည်းချဲထိုးထားပြီတမဟာလေးချဲပေါက်တဲ့နေ့ဒါမှမဟုတ်လို့ရှိရင်လည်းတမဟာလေးကိုပိုင်းဆိုင်ဝိုင်းထောင်နေနေကြရင်တော့ဘာတွေဆက်ဖြစ်လာမလဲ ဘာတွေများပြည်သူလူထုတွေ surprise ဖြစ်စရာတွေနော်အမတ်တရားလက်ဆောင်တွေအဖြစ်နော်ဝါဆိုလာပြီးလက်ဆောင်တို့နော်ဝါကောင်လာပြီးလက်ဆောင်တို့နော်တည်င်းကျိုးလာပြီးလက်ဆောင်တို့တဇောင်းမုံးလာပြီးလက်ဆောင်တို့ဆိုတဲ့အထင်ကြီးရနေ့လက်ဆောင်နေများပြည်သူလူတွေဘာတွေပေးအပ်သွားမလဲဆိုတာကိုကျွန်တော်အနေနဲ့ဆောင်းပြောကြည့်ရှုရမှာဖြစ်တယ်အဲ့တော့တမ၄ရဲ့အခြေအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တကယ်ခြေပေါက်တဲ့နေ့ကြလို့ရှိရင် ြည်သူလူတကယ်အားရစေမဲ့တခင်းနေရောက်ရှိလာမယ်ဆိုတာကိုအာကျွန်တော်အနေနဲ့ဒါပြောလို့ရသလောက်ကြိုတင်ပြောပြခြင်းပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်